အမေရိကန်ပြဋ္ဌာန်းထားတဲ့အခွန်အထုတ်တွေနဲ့ပတ်သက်လို့နိုင်ငံတကာစည်းမျဉ်းဥပဒေတွေဘက်ကယက်တီမှာဖြစ်ပြီးကိုကျိုးစည်းပွားကာကွယ်ရေးဝါဒကိုစန့်ကျင်ကြောင်းထရုတ်နိုင်ငံခြားရေးဝန်ကြီးဝိုင်းကဧပြီ26ရက်မှာပြောကြားလိုက်ပါတယ်။ကာဇက်စတန်နိုင်ငံမှာကျင်းပခဲ့တဲ့တရုတ်ဗဟိုအားရှနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြင်ပမှာဝန်ကြီးဝိုင်းကအခွန်တွေနဲ့ပတ်သက်လို့ဗေကျင်းအနေနဲ့တခြားနိုင်ငံတွေနဲ့သားရရီသွားမှာဖြစ်ပြီးနိုင်ငံတို့ရဲ့အနိုင်ကျင့်မှုနဲ့ပြင်းထန်တဲ့အတ္တဝါဒမြင်သာလာအောင်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါသေးတယ်။ ကုန်သွယ်မှုနဲ့ပတ်သက်လို့ကျုံနဲ့မိမိတို့ဆွေးနွေးနေကြောင်းထရန့်ကပြောထားပေမဲ့ဘေကျင်းကဆွေးနွေးမှုမရှိဘူးလို့ပြန်လည်တုံ့ပြန်ထားပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ကကုန်သွယ်ရေးနဲ့ပတ်သက်လို့မိမိကိုဆက်သွယ်ဆွေးနွေးလာခဲ့တယ်လို့ထရန့်ကပြောဆိုထားပါတယ်။ဘေကျင်းနေတဲ့တခြားနိုင်ငံတွေနဲ့သသားတဲ့ယက်တိသွားမှာဖြစ်ပြီးကဘာကြီးတည်ငြိမ်စေရေးနိုင်ငံစုံပါဝင်မှုကိုထိန်းသိမ်းသွားမှာဖြစ်ကြောင်းဝန်ကြီးဝမ်ဟီကပြောပါရီသမ္မတထရန့်ကအမေရိကန်ရဲ့ကုန်သွယ်ဘက်တွေအပါအဝင်နိုင်ငံအများကိုအခွန်တိုးကောက်ပြီးကုန်သွယ်ရေးလုံခြုံရေးပြမှုကိုရှော့ချမယ်လို့ပြောဆိုထားပါရီ အမေရိကန်ရဲ့ခွန်တွေကြောင့်ကမ္ဘာတဝန်းမှာဈေးကွက်တွေကမောက်ကမဖြစ်သွားခဲ့ပြီးစားသောက်သူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကြားစိုးရိမ်မှုတွေဖြစ်ပေါ်နေပါသည်။